င်္ဂလာပါသားတို့သမီးတို့ဤနာဟူရလန်နီနာပေါ့တဲ့ Great 10 Unit 9 Climate Change ဟောဒီချေတို့ဒီနေ့မှာတော့ Unit 9ရဲ့ Climate Change ကိုခေါ်တယ်။ရာသီဥတုပြည်တွင်ပြောင်းလဲခြင်းဆိုတဲ့အကြောင်းအရာတွေကိုလေ့လာသင်ယူအောင်ဖြစ်ပါတယ်။ ီမှာဒီလိုပါပဲကျန်တဲ့ unit တွေလိုပဲဒီထဲတို့ဒီမှာဆိုလို့ရှိရင် vocabulary တွေလည်းလေ့လာသင်ယူရမယ် grammar တွေလည်းလေ့လာသင်ယူရမယ် grammar မှာဆိုလို့ရှိရင်တော့ word နဲ့ပတ်သက်တဲ့အသုံးတွေ if conditional type နဲ့ပတ်သက်တဲ့အသုံးတွေအလုံးတွေကိုလည်းသင်ယူရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် unit 9ရဲ့ reading မှာဆိုလို့ရှိရင်ရာသီဥတုပြည့်ပြည့်ပြောင်းလဲမှုတွေရအကျိုးသက်ရောက်မှုတွေဟာလူတွေပေါ်ဘယ်လိုရှိလဲကဘာကြီးပေါ်ဘယ်လိုရှိလဲဆိုတာကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်ဒါဆိုရင် teacher တို့ရဲ့သင်ခန်းစာလေးကိုအစပြုလိုက်ရအောင်နော် အဲ့တော့စာပိုက်ကြီးကိုဒီချေတို့မေးလာခင်မှာဆိုလို့ရှိရင်အောက်မှာဖော်ပြထားတဲ့မိကုံးလေးတွေကိုအရင်ဆုံးဖြည့်ကြည့်လိုက်ရအောင် Question number 1 What is climate change? ရာသီဥတုပြောင်းလဲခြင်းဆိုတာဘာပါလဲ? Question number 2 What causes climate change? ရာသီဥတုပြင်းပြောင်းလဲဖို့ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကဘာအကြောင်းအရာတွေလဲ?ဒါတို့ဒီမျိုးစဉ်းစားကြည့်ပါအောင်နော်။ Okay, question number 3. What are the effects of climate change? ရာသီဥတုပြောင်းပြင်ကြောင်းလဲခြင်းရဲ့အကျိုးသက်ရောက်မှုတွေကြောင့်ဘာတွေများဖြစ်သလဲ။ Okay, question number 4. What are we doing about it? လို့ရာသီဥတုပြောင်းပြင်ကြောင်းလဲမှုရဲ့အကျိုးသက်ရောက်မှုတွေနဲ့တွေ့ဆုံတဲ့အခါမှာကျွန်တို့လူသားတွေအနေနဲ့ဘယ်လိုများပြောင်းပြင်ကြောင်းလဲမှုတွေလုပ်လို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုဖြည့်ကြည့်လိုက်ပါအောင်နော်။ Okay, question number one is climate change is simply change in the entire climate of our earth. ရာသီဥတုပြောင်းလဲခြင်းဆိုတာကတော့ပြောင်းလဲမှုမျှတာဖြစ်ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ရာသီဥတုအခြေအနေတွေပြောင်းလဲမှုမျှတာဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေကိုရာသီဥတုပြောင်းလဲခြင်းလို့ခေါ်ပါတယ်။အဲရာသီဥတုပြောင်းလဲမှုတွေကဘာကြောင့်ဖြစ်ရတာလဲဆိုရင် banning forces through rails and cutting down so many trees cause climate change ဒါဒီလိုပြပြပြောင်းလဲမှုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့လောက်စာတွေစောင့်ကြည့်သေးခဲ့သူလောက်စာတွေကိုအလုံးအကျုံသုံးနိုင်ရင်တစ်ပင်တွေကိုအများအပြားခုတ်လို့ရာသီဥတုတွေပြောင်းလဲရတာပဲဖြစ်ပါတယ်။ရာသီဥတုပြပြပြောင်းလဲမှုတွေကြောင့်ဘလို့အကျိုးသက်ရောက်မှုတွေဖြစ်လာလဲ။ The effect of climate change are global warming, soil erosion and rise in intensities of storm. ာတိဥတုပြောင်းလဲမှုတွေကြောင့်ကဘာကြီးကပုံလေးလာတာတယ်မြေစီလွှာတွေပြုံးပြလာပါတယ်ပြင်းထန်တဲ့မုန်တိုင်းတွေကဖြစ်ပေါ်မှုတွေကတစ်ပြေးနဲ့တစ်ပြေးမြင့်တက်လာပါတယ်ဒါတွေကဒီလို အကျိုးဆက်တွေအားဆိုရင်ဓာတိဥတုပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပဲဖြစ်ပါတယ်ဟာတီချာတို့ဒီလိုအကျိုးဆက်တွေဖြစ်ပေါ်လာပြီးခါမှာဘယ်လိုကာကွယ်ကြမလဲ for we are trying to use solar power wind power and thermal power instead of any fossil fuels and also to grow more trees ဟုတ်ပါပြီဒီကျေတော့ဒီလိုရာသီဥတုပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာကခုနကတစ်ပင်တွေကိုခုတ်တယ် လောင်စာတွေကိုလောင်ကျွမ်းမှုတွေကိုလောင်စာတွေမတရားသုံးတယ်ဒီလိုမတရားသုံးမဲ့အစားဒီချေတို့အနေနဲ့ဘာတွေလုပ်ပြရမှာလဲဆိုလို့ရှိရင် thermal power လို့ခေါ်တဲ့ရေစွမ်းအင်ဂျင်ကိုသုံးမယ် wind power လို့ခေါ်တဲ့လေစွမ်းအင်ဂျင်ကိုသုံးမယ် solar power လို့ခေါ်တဲ့ solar စွမ်းအင်ဂျင်ကိုသုံးပြီးတော့စ조사ပြီးတော့အသုံးချရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီချေတို့အနေနဲ့တစ်ပင်လေးခုတ်ခုတ်မှုတွေရှော့ချမယ်လောင်စာတွေအသုံးပြုမှုတွေကိုရှော့ချပြီးတော့ကာကွယ်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေတို့ climate change မှာဘာတွေပါလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်အောင်เนาะ climate change is simply change in climate အဲ့တော့ရာသီဥတုပြောင်းလဲပြောင်းလဲခြင်းဆိုတာတဲ့ is simply ရိုးရှင်းပါတယ် change in climate ရာသီဥတုအခြေအနေတွေပြောင်းလဲသွားတာပဲဖြစ်ပါတယ် what we should understand here is that climate as used in the title of this lesson refers not to the climate of any particular country or part of the world we should understand here ဒီမှာကျွန်တော်တို့လေ့လာရမှာဆိုလို့ရှိရင်နားလည်ရမှာဆိုလို့ရှိရင်တော့ is the climate change as used in the title of this lesson ဒီသင်ခန်းစာလေးမှာရာသီဥတုပြောင်းလဲတယ်ဆိုပြီးအခေါင်းစဉ်အနေနဲ့အသုံးပြလိုက်ခြင်းသည် refers not to the climate of any particular country တိုင်းပြည်တစ်ခုလေးကိုပဲညွှန်းတာမဟုတ်ပါဘူး or part of the world ကမ္ဘာ တဝမ်းကဘာကြီးမှာရှိတဲ့အစိပ်ပိုင်းတစ်ခုရဲ့အတွက်ပဲရည်ညွှန်းပြီးပြောဆိုနေတာမဟုတ်ပါဘူးလေအဲဒီမှာရာသီဥတုပြောင်းလဲခြင်းလို့ပြောဆိုခြင်းသည်တိုင်းပြည်သေးသေးလေးတစ်ခုရဲ့ကဘာကြီးရဲ့အစိပ်ပိုင်းတစ်ခုထဲမှာပြောင်းလဲနေတာလို့ပဲပြောနေတာမျိုးမဟုတ်ပါဘူးလေ It refers to the entire climate of this art on ours ကျွန်တို့ကဘာမြေကြီးเนาะဒီချေရဲ့ကဘာမြေကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ရာသီဥတုပြည်ပြောင်းလဲမှုတွေအတွက် ညှို့ဆူထားတာပဲဖြစ်ပါတယ်ဒီမှာ it ဆိုတဲ့အဓိပ္ပာယ်ကတော့ဘာကိုပြန်ညှို့တာလဲဆိုလို့ရှိရင် climate ကိုပြန်ပြီးတော့ညှို့ဆူတာပဲဖြစ်ပါတယ် it's mean the climate or the whole world is changing ဒီအသေးပြေရတော့တဲ့။ရာသီဥတုပြည်ဥပြောင်းလဲနေတဲ့ဆိုတဲ့အသေးပြေရဆိုလို့ရှိရင် the climate of the whole world ကဘာကြီးတစ်ခုလုံးမှာရှိရဲ့ရာသီဥတုတွေဒီ is changing ပြောင်းလဲနေပါတယ်တဲ့။အဲ့နေရာတစ်ခုထဲမှာပဲခွက်ပြီးတော့ပြောင်းလဲနေတာမဟုတ်ဘူး။တကဘာလုံးမှာရာသီဥတုတွေပြောင်းလဲနေတာပဲဖြစ်ပါလေ။ To be specific တိတိကျကျပြောရမယ်ဆိုရင် the average temperature of the earth is rising slowly and steadily. To be specific ။ဤတိစကြပြောရမယ်ဆိုရင် the average temperature of the earth ကဘာကြီးရဲ့တာမန်အမှုခြေနေဟာဆိုလို့ရှိရင် it risen တဖြည်းဖြည်းနဲ့မြင့်တက်နေပါတယ်။သူမြင့်တက်နေတဲ့ပုံကဘယ်လိုမြင့်တက်နေလဲဆိုရင် slowly ဖြည်းဖြည်းလေးနဲ့ steadily မမန်ဖြည်းဖြည်းမမန်လေးနဲ့ဟိုရာသီဥတုရဲ့အမှုခြေကတဖြည်းဖြည်းတဖြည်းဖြည်းမြင့်တက်နေတာပဲဖြစ်ပါတယ်။ and our earth is getting warmer and one more from here to here ဒါအပြင်เนาะတချေရုရဲ့ကဘာကြီးอ่ะဆိုရင်တစ်ဖြည်းတစ်ဖြည်းနဲ့တစ်နှစ်ပြီးတစ်နှစ် one more and one more ဆိုတော့ပို့ပြီးတော့နေထွေးလာပါတယ်တဲ့ရာသီဥတုတွေပို့ပြီးတော့တစ်နှစ်ပြီးတစ်နှစ်ပူလာတယ်လို့ပြောချင်တာဖြစ်ပါတယ် this phenomenon or happening is called global warming ဒီလိုဖြစ်တဲ့ဖြစ်စဉ် phenomenon ဆိုတာကဒီလိုရာသီဥတုကဘာကြီးမှာတစ်ဖြည်းဖြည်းနဲ့ပူလာတဲ့ဖြစ်စဉ်ဒီလိုဖြစ်ပြနေတာကိုတော့ is ko ခေါ်ပါတယ် global warming လို့ခေါ်ပါတယ်ကမ္ဘာကြီးပူနွေးလာမှုလို့ခေါ်ပါတယ်အော်ဒီမှာဆက်ကြည့်အောင်နော်အော် climatologist scientists who carry out scientific studies on general weather conditions say that greenhouses carbon dioxide methane nitrous oxide ozone fluoride compounds and water vapor in our earth's atmosphere act as a blanket and have kept our earth constantly warm and last for over 4 billion years for living things to be able to live. ဒီမှာရှိတဲ့စာကြောင်းကြီးတော့ရှိပါတယ်အဲ့တော့ဒီချေတို့တစ်ဖြက်စီပါပါပြန်ကြည့်မယ်အဲ့တော့ climatologist လို့ခေါ်တာကတော့ climatologist ဆိုတာရာသီဥတုနဲ့သက်ဆိုင်တဲ့ပညာရှင်ဆိုတာဘယ်သူတွေလဲဆိုရင် scientist တိတ်တဲ့ပညာရှင်တွေပဲဖြစ်ပါတယ် who carry out scientific studies or general weather condition သူတို့တွေကဘယ်လိုသိပ္ပံပညာရှင်အမျိုးသားလဲဆိုလို့အမျိုးအစားထဲမှာပါလဲဆိုရင်ရာသီဥတုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ညီမူရလေ့လာတဲ့သိပ္ပံပညာရှင်တွေဖြစ်ပါတယ် အဲ့တော့ climatologist တွေကရာသီဥတုနဲ့သက်ဆိုင်တဲ့သိပ္ပံပညာရှင်တွေကစေသက်ပြောပါတယ်တဲ့ greenhouse fallow in လို့ခေါ်တဲ့ဓာတ်ငွေတွေရှိပါတယ် fallow ငွေဓာတ်ငွေတွေမှာဘာတွေပါလဲဆိုရင် carbon dioxide တွေ methane တွေ nitrogen oxide oxide တွေ ozone တွေ fluoride compounds နဲ့ water vapor တွေဟာဆိုလို့ရှိရင်တဲ့ in our at earth's atmosphere တီချယ်တို့ရဲ့ကဘာကြီးရဲ့လေထုကြီးကို at s ်အဲ blanket ဒီမှာ blanket ဆိုတာကအကာအကွယ်ပေးနေတာခြုံဆောင်ကြီးတစ်ခုလိုပဲသူတို့ကကာကွယ်ပေးနေပါတယ် and have kept our art constantly when enough for over 4 billion years ဆိုရင်သူကကဘာကြီးစပြီးတော့တရှိ ချိန်နှစ်ပေါင်းတန်း၄00တည်းကနေစပြီးတော့သူကကဘာကြီးကိုအဆက်မပြတ်သူကပုံလို့ရအောင်လို့ကာကွယ်ပေးနေတာပဲဖြစ်ပါတယ်။ for ဒါကြောင့်မလို့ living things to be able to live ဒီချေတို့တက်ရှိနေတာဆိုရင်ကဘာကြီးပေါ်မှာနေထိုင်နိုင်တာပဲဖြစ်ပါတယ်။အဲ့တော့ဒီချေကြီးတို့ဒီချေတို့တက်ရှိနေကဘာပေါ်မှာနေထိုင်နိုင်တာဟာမဖြစ်လို့လဲဆိုရင်ခုနက greenhouse gases တွေခေါ်တဲ့အဲ့ gas တွေအားခြုံလွှားတစ်ပွဲဒီကဘာကြီးချေတို့ရဲ့ကဘာကြီးမြေကြီးကိုကာကွယ်ပေးနေလို့ပဲဖြစ်ပါတယ်။ ဒါရောဘယ်လိုရပြောတာလဲဆိုလို့ရှိရင် climatologist လို့ခေါ်တဲ့ရာသီဥတုနဲ့သက်ဆိုင်တဲ့ပညာရှင်တွေကပြောကြတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်လို့ဆက်ကြည့်ရအောင်။ Without these gases as a blanket, the temperature of the earth would be 33 degrees Celsius colder than cooler than we can stand and most living things would not be able to survive. Without these gases as a blanket, ခုနကပြောတဲ့ဖန်လုံးအိမ်မှာရှိတဲ့ဓာတ်ငွေတွေဟာ အကာအကွယ်ခြုံဆောင်တပွဲတီချေတို့ကဘာကြီးကိုကာကွယ်မပေးတော့ဘူးဆိုလို့ရှိရင်တဲ့ဒီ temperature of the earth ကဘာကြီးမှာရှိတဲ့အပူချိန်ကြီးဟာ would be 33 degree celsius cooler than 33 degree celsius ထက်တောင်ပိုပြီးတော့အေးဆက်လာပါလိမ့်မယ် then အဲ့အချိန်မှာဆိုလို့ရှိ we can stand and most living thing will not be able to survive အဲ့တော့ကျွန်တော်တို့လူသားတွေရောနောက်ထပ်သက်ရှိသရဝါတွေရာဆိုလို့ရှိရင်ကဘာကြီးမှာရှင်သန်မှုခက်ခဲသွားပါပြီ33ဒီဂရီဆယ်စီယပ်စ်တဲ့ နဲပြီးတော့အေးလာအေးလာလေးလေးတက်ရှိနေနဲ့เนาะလူသားတွေကကဘာကြီးပေါ်မှာနေထိုင်ဖို့ခက်ခဲလာလေးပဲဖြစ်ပါတယ်။ Today ယနေ့မှာတော့ climatologists agree that အော်ဒီအဒီယူနီယံသဆိုင်နဲ့သိပ္ပံပညာရှင်တွေက agree that သဘောတူညီပါတယ်ဘလို့သဘောတူညီလဲဆိုရင်သူတို့က carbon dioxide levels in the atmosphere have gradually risen ကာဗွန်နာအက်ဆက်ဒန်းငွေတွေ in atmosphere ဒီချေကြီးဒီချေတို့ကဘာမြေကြီးမှာရှိတယ်လေလူထဲမှာရှိတဲ့ကာဗွန်နိုင်အောက်ဆိုက်ဒန်းငွေတွေရဲ့ level တွေက have gradually risen တဖြည်းဖြည်းနဲ့ညစ်တက်လာပါတယ် so have the levels of other greenhouse gases ဒီလိုပါပဲတခြားဖန်လုံအိမ်ရဲ့ဒန်းငွေမှာရှိတဲ့ဒန်းငွေတွေကလည်းပဲသူတို့ရဲ့ level ကတဖြည်းဖြည်းနဲ့ညစ်တက်လာပါတယ် as a result the temperature of the earth's atmosphere ကဘာကြီးပေါ်မှာရှိတဲ့လေတုရဲ့အပူချိန်ကြီးတဖြည်းဖြည်းနဲ့မြင့်တက်လာမှုတွေကြောင့် its ocean and land masses is increasing day by day ocean လို့ခေါ်တဲ့သမုဒ္ဒရာတွေညီဒီမှာရှိတဲ့အပူချိန်ကြီးကတဖြည်းဖြည်းနဲ့မြင့်တက်လာတာဖြစ်ပါတယ်ဒီမှာ its ဆိုတဲ့အဓိပ္ပာယ်ကတော့ the arts ကဘာမြေကြီးရဲ့ဆိုတဲ့အဓိပ္ပာယ်ရပါတယ် the art apostrophe s သို့မဟုတ် the arts of the art လို့လည်းဒီထဲလိုရေးလို့ရပါတယ်အဲ့တော့ကဘာမြေကြီးရဲ့ အဲညကြီးမှာတဖြည်းဖြည်းနဲ့ပူလာပြီးရာသီဥတုတွေကြောင့်သမုဒ္ဒရာတွေကလည်းတဖြည်းဖြည်းပူလာပြီးဆိုရင်ဘာတွေဖြစ်လာမလဲဂျီရိုစတီရအောင် Now what is making this global temperature rise who is responsible for it Now ယခုအချိန်မှာ what is making the global global temperature rise အဲကမ္ဘာအဟွမ်းမှာရှိတဲ့အပူချိန်တွေမြင်မအောင်ဘာတွေကပြုလုပ်နေတာလဲတဲ့ who is responsible for it ဒီလိုပြုလုပ်မှုတွေကြောင့်ကမ္ဘာပူလွေးမနာမှုတွေမှာအတွေ့ဘူးသူတွေမှာတာဝန်ရှိပါသလဲ Frankly speaking we are responsible for it ပုံမှန်လေးလေးပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကိုယ်တိုင်းဒီချေတို့လူသားတွေကိုယ်တိုင်းပဲဒီကိစ္စတွေအပေါ်မှာတာဝန်ရှိဆုံးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဒီချေတို့စက်ကြည့်အောင်เนาะ Since the events of the Industrial Revolution in the 17,000 years. We have been paying forces through it, such as coal, oil, and natural gases to produce energy to run our cars, trains, ships, planes, and many other energy consuming inventions. Hello, since the events since the events of the industrial revolution in the 17,000 year, လွန်ခဲ့တဲ့နှစ်ပေါင်း1900ခုနှစ်1900ခုနှစ်မှာဆိုရင်ဒီချေရိုးရဲ့ကဘာကြီးမှာဆိုရင် Industrial Revolution ကိုခေါ်တဲ့စက်မှုတော်လှန်ရေးစတင်ဖြစ်ပွားခဲ့ပါတယ်။အဲ့တော့စက်မှုတော်လှန်ရေးစတင်ဖြစ်ပွားခဲ့တဲ့အချိန်လေးကစပြီးတော့ we have been banning forces through ရဲ့ဒီချေရိုးကလောင်စာတွေကိုအလုံးအကျုံသုံးလာပါတယ်။အဲ့တော့လောင်စာတွေမှာဘာတွေပါလဲဆိုရင်ခေါ်ရဲကြောက်ကြောက်မိသူတွေပါတယ် R နဲ့ C တွေပါပါတယ် and natural gases natural gas သဘာဝဓာတ်ငွေတွေကိုသုံးပြလာပါတယ်။ဘာဖြစ်လို့လောင်ကျွမ်းမှုတွေသုံးပြတာလဲဆိုရင် to produce energy စွမ်းအင်တွေကိုထုတ်လုပ်ဖို့ဖြစ်ပါတယ်။အဲ့ဒီစွမ်းအင်တွေကို to run our cars ဒီဇယ်တို့ရဲ့ကားတွေသုံးပြဖို့ train ရထားတွေ ship သင်္ဘောတွေ plane လေရင်ကြမ်းတွေအတွက်ဒီဇယ်တို့ energy တွေလိုအပ်လာပြီးအဲ့ဒီ energy တွေအတွက်အသုံးပြဖို့အတွက်ဒီဇယ်တို့ကအလုံးအကျုံပဲလောင်စာတွေကိုအသုံးပြလာရပါပြီ။ and ပြီးတော့ many other energy consuming invention တခြား energy အသုံးပြုမှုတည်ထွင်မှုတွေကြောင့်အသုံးပြုရတဲ့ energy အသုံးပြုမှုတွေလည်းရှိပါသေးတယ်။ဒီလို energy တွေအများကြီးတုံးလာလေကဘာကြီးကပို့ပြီးတော့ပုံလေးလာလေပဲဖြစ်ပါတယ်။ဒီလို energy အသုံးပြုမှုတွေပြုလာတာဟာဆိုလို့ရှိရင်အောက်ဆောင်အသုံးပြုမှုပြုမှုတွေစတင်ခဲ့လာဆိုရင်ဒီချေရိုးရဲ့ကဘာကြီးမှာဆိုလို့ရှိရင်စက်မှုတော်လန့်ရေးဖြစ်ပွားခဲ့တဲ့1900ခုနှစ်နောက်ပိုင်းကနေပြီးတော့စတင်ပြီးတော့တောက်လျှောက်လုံးတုံးလာခဲ့တာပဲဖြစ်ပါတယ်။ the more furious we burn, the higher the carbon dioxide level in the atmosphere and the warmer the, the earth gets. အော်ဒီစရူက the more furious we burn နော်လောင်စာတွေကိုမြန်မြန်လောင်ကျွန်းနေလေမြန်မြန်အသုံးပြုလေလေ the higher the carbon dioxide level in the atmosphere လေထုထဲမှာရှိတဲ့ carbon dioxide ရဲ့ level ကတဖြည်းဖြည်းနဲ့မြင့်တက်လာပါတယ် and ပြီးတော့ the warmer the earth gets တဖြည်းဖြည်းနဲ့ကမ္ဘာကြီးကပုံနေလာပါတော့တယ် အာတီချာတို့ကတီချာတို့နေ့စဉ်နေတိုင်းသုံးနေတဲ့ယထားတွေကားတွေလေယာဉ်ညံတွေသင်္ဘောတွေသုံးမှုအတွေ့တခြားနော်ပစ္စည်းတွေဖြစ်တဲ့ရေကဲတတအသုံးပြုပြီးအဲကွန်အသုံးပြုမှုတွေကြောင့်လည်း energy တွေအများကြီးအသုံးပြုနေရတယ်အဲ့လိုအသုံးပြုလာလေလေကာဗွန်နန်အောက်ဆိုက် level ကဓာတ်ငွေ့ရဲ့ level ကမြင့်လာပြီးတော့ကဘာကြီးကပူလွေးလာလေလေဖြစ်နေတာပဲဖြစ်ပါတယ် in addition ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် we cut down many trees ဒီချေတော့အသပိနေအများပြောက်ခုံလဲနေပါတယ်အဲ့တော့အသပိနေအများပြောက်ခုံလဲခြင်းဟာ forgetting or not caring that ဒီချေတော့မင်းလျော်နေတာဖြစ်တယ်ပြီးတော့သတိမထားမိတာပဲဖြစ်ပါတယ်ဘာလို့သတိမထားမိတာလဲဆိုလို့ရှိရင် trees တစ်ပင်နေရ use carbon dioxide carbon dioxide ဓာတ်ငွေတွေကိုအသုံးပြုပါတယ် in the air နေတဲ့နေထဲမှာရှိတဲ့ carbon dioxide ဓာတ်ငွေတွေကိုအသုံးပြုပြီးတော့ to manufacture food သူတို့အတွက်အစားအသောက်ကိုချက်လောက်တာပဲဖြစ်ပါတယ် and thereabout ဒါအပြင် keep the level of carbon dioxide in the atmosphere နေလူထဲမှာရှိရဲ carbon dioxide damage level ကိုလည်းသူတို့ကထိန်းသိမ်းပေးတာဖြစ်ပါတယ် at a safe level for all ဒီချဲတို့လူသားတွေအတွက်လုံခြုံစိတ်ချရတဲ့ level တစ်ခုအနည်းနဲ့သူတို့ကထိန်းသိမ်းပေးနေတာပဲဖြစ်ပါတယ်ဒီလိုထိန်းသိမ်းပေးနေတဲ့အသစ်ပင်တွေကိုဒီချဲတို့ကအလုံးအစုံခုတ်လဲနေတာဖြစ်ပါတယ်ခုတ်လဲနေတဲ့အတွက်ကဘာမြေရတဖြစ်ဖြစ်နေဝင်လာတာဖြစ်ပါတယ် အဲ့ဒါကြောင့်ဆက်ကြည့်အောင်အဲ့တစ်ပင်နေခုံလဲတဲ့ရလက်ကြောင်ဘာတွေဖြစ်လာလဲ What pures and pure trees တစ်ပင်နေတစ်ဖြည်းဖြည်းနဲ့တစ်ဖြည်းလျော်နေလာတာနဲ့အမျှ Not only does the level of carbon dioxide in the atmosphere atmosphere လေထုထဲမှာရှိရဲ့ carbon dioxide level သာမက but there is increasing soil erosion which in turn leads to loss of vegetation အဲ့မြေစီလွာတွေကလည်းတစ်ဖြည်းဖြည်းနဲ့ပြု ပြောင်းတိလာပြီးတော့ which is 10 leads to the loss of vegetation အဲ့တော့ vegetation ဆိုတာဒီမှာအမြင်စီလောမှာရှိတဲ့အပင်တွေပေါက်ရောက်နှုံးနေရလဲဒီတဖြည်းဖြည်းနဲ့ယောနေလာတာမှုကိုဥတည်နေတာပဲဖြစ်ပါတယ်။ဆိုလိုတဲ့သဘောကတော့တစ်ပင်တွေအများကြီးခုန်လဲတဲ့အတွက် carbon dioxide level ကိုတဖြည်းဖြည်းနဲ့ carbon dioxide level ကိုညှစ်တက်စေအောင်သာမကမြေစီလောပြုံးတိမှုတွေဖြစ်ပေါ်လာနေတာပါပဲ။အော်ဒီမှာဆိုလို့ရှိရင် ဖွစ်ကတော့ဘာလို့ပြန်လာဆိုရင် soil erosion လို့ခေါ်တဲ့မြေစီလွှာပြုံးနှိမ့်မှုကိုပြန်ပြီးတော့ညွှန်ဆိုတာပဲဖြစ်ပါတယ်။ Then with the rise in the temperature of the atmosphere there is a related rise in the temperature of the ocean အဲ့ဒါကျလို့ဆက်ကြည့်ရမယ်ဆိုလို့ရှိရင်ရေထူထဲမှာရှိတဲ့အပူချိန်ကြီးမြင့်တက်လာတဲ့အများ there is a related rise in the temperature of the ocean သမုဒ္ဒရာထဲမှာရှိတဲ့အပူချိန်ကြီးလည်းပဲဆက်ဆက်ပြီးတော့မြင့်တက်လာပါလေတဲ့ This in turn caused more and more glaciers and sea ice to melt, which in turn caused sea level to rise, flooding many coastal regions, leading to loss of property and life. This in turn caused more and more glaciers and sea ice to melt. ဒီလိုရာသီဥတု ocean နဲ့သမုဒ္ဒရာထဲမှာရှိတဲ့အပူချိန်တွေတဖြည်းဖြည်းအပူချိန်တွေမြင့်တက်လာမှုကြောင့် ဘာလို့ဖြစ်လာလဲဆိုလို့ရှိရင် more glaciers and sea ice to melt ရေခဲတောင်တွေနဲ့ရေခဲမြစ်တွေဟာဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့အရေပြောကြတာပါတယ်။ Washington cause ဒီလိုရေခဲတောင်တွေနဲ့ရေခဲမြစ်တွေအရေပြောကြလာခြင်းကြောင့် sea levels သမုဒ္ဒရာရဲ့ level တွေက to rise မြင့်တက်လာပါတယ်။ပြီးတော့ သမုဒ္ဒရာရဲ့ရေအမှတ်သားတွေမြင့်တက်လာတာနဲ့အမြောက်ပိုင်းဆက်ဖြစ်လာလဲဆိုရင် Flooding many coastal regions Flooding ဆိုတာကတော့ရေကြီးရေလွန်မှုတွေဖြစ်လာပါတယ်။ဗန်ဒီယာတွေမှာဖြစ်ပေါ်လာလဲဆိုရင် many coastal regions လို့ခေါ်တဲ့ကန်ယိုရန်ဒေသအများအပြားမှာဆိုရင်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာပါတယ်။ဒီလိုရေကြီးရေလျှံမှုတွေဖြစ်ပေါ်လာခြင်းသည် leading to loss of property and life နော်လူတွေရဲ့ဘဝတွေနဲ့ပတ်ဆိုင်မှုတွေကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးမှုတွေကိုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ရာသီဥတုဖြစ်ပြီးပြောင်းလဲတယ်เนาะသမုဒ္ဒရာထဲမှာရှိတဲ့အမှုချိန်ကြီးကမြင့်တက်လာတယ်သမုဒ္ဒရာထဲမှာရှိတဲ့အမှုချိန်ကြီးမြင့်တက်လာတဲ့အခါရေခဲမြစ်တွေရေခဲတောင်တွေကအရေပြောကြလာတယ် ရေခဲမြစ်တွေရေရေခဲတောင်တွေအရေးပြောတဲ့အခါမှာသမုဒ္ဒရာရဲ့ level ကြီးဟာညရဲ့ level ကတဖြည်းဖြည်းနဲ့မြင့်တက်လာတယ်။အဲ့လိုမြင့်တက်လာမှုတွေကြောင့်ကံယူတဲ့ဒေသတွေမှာဆိုလို့ရှိရင်ရေကြီးရေရှမ်းမှုတွေဖြစ်လာပြီးတော့ကံယူတဲ့ဒေသမှာနေထိုင်တဲ့လူတွေရဲ့ဘဝတွေနဲ့ပိုက်ဆိုင်မှုတွေကဆုံးရှုံးလာမှုတွေကိုဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ then အဲ့ဒီနောက်မှာတော့ there are el nino and la nina one and co currents respectively of the south pacific ocean အဲ့တောင်သမုဒ္ဒရာကနေပြီးတော့ တောင်ပစိဖိတ်တောင်သမုဒ္ဒရာမှာရှိတဲ့ဒီကျဲလူနာမည်ကြီးနေတဲ့အယ်လီညိုနဲ့နာနီညာအပူလိုက်နဲ့အေးလိုက်ဆိုတဲ့အပူလိုက်နဲ့အေးလိုက်နေရာလဲဆက်ပြီးတော့ဖြစ်ပေါ်လာပါဗါတယ်အဲ့တော့အဲ့ဒီအပူလိုက်နဲ့အေးလိုက်နေရာဆိုလို့ရှိ brain about the cyber changes ညပြစွာတော့ပြောင်းလဲမှုတွေကိုဆက်ပြီးတော့ပြုလုပ်လာပါတယ် in the climate pattern ဘယ်ပေါ်မှာပြုလုပ်လာလဲဆိုရင်ရာသီဥတုပုံစံပေါ်မှာညပြစွာတော့ပြောင်းလဲမှုတွေကိုပေါ်ပေါက်လာအောင်ပြုလုပ်လာပါတော့တယ် resulting ရလက်အနေနဲ့ဘာတွေဖြစ်လာလဲဆိုရင် in changes in the temperature ရာသီဥတုအပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်ဒါကြောင့်မလို့ဟိုအပူအေးလိုက်ဖြစ်တဲ့အချိန်မှာဆိုရင်အရန်အေးပြီးတော့အပူလိုက်ဖြစ်တဲ့အချိန်မှာဆိုရင်တော့ရာသီဥတုအရန်ပူတဲ့ဒါမျိုးတွေဒီချက်တွေတွေ့ကြုံခန်းစားနေရတာဖြစ်ပါတယ် and ပြီးတော့ဘာတွေဖြစ်လာလဲဆိုရင် snow နော်စီးနီးနေမတရားကျလာတာတွေဖြစ်လာတယ် and track and intensities of storms ပြင်းထန်တဲ့မုန်တိုင်းလမ်းကြောင်းတွေဖြစ်ပေါ်လာပြီးတော့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ် ပြန်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ရာသီဥတုပြည်ပြောင်းလဲမှုအတွက်ကြောင့်တောင်ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့အေးလိုက်နဲ့အပူလိုက်တွေကဖြစ်ပေါ်လာပါတယ်။အဲ့ဒီအေးလိုက်နဲ့အပူလိုက်တွေရဲ့တက်ရောက်မှုတွေကြောင့်ရာသီဥတုပုံစံမျိုးတက်ရောက်လာတယ်။တက်ရောက်လာတဲ့ရလက်တွေအကြောင်းအရန်ပူတဲ့အခြေအနေတွေအရန်အေးတဲ့အခြေအနေတွေဖြစ်ပေါ်လာတယ်။စီးနင်းနေမတရားကျလာတာတွေဖြစ်ပေါ်လာတယ်။မုန်တိုင်းနေပြင်းထန်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတဲ့အပြင်မုန်တိုင်းလမ်းကြောင်းတွေလည်းညပြလာအောင်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ all of those are undesirable results of the increase in the temperature of the earth ဒီလိုဖြစ်ပြပြောင်းလဲနေတာဆိုလို့ရှိရင်လက်မခံနိုင်စရာရလက်တွေပဲဖြစ်ပါတယ်။အဲ့လိုလက်မခံနိုင်စရာရလက်တွေဟာဆိုလို့ရှိရင် of the increase in the temperature of the earth ကမ္ဘာပေါ်မှာရှိတဲ့အပူချိန်ပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတော့ဘာရင်လုပ်ကြမလဲ။ What are we doing to prevent the temperature from rising higher or to stop it completely အတီချေရို what are we doing to prevent ဘလို့များတားဆီးလို့ရနိုင်မလဲ the temperature from rising higher အခုချိန်မြင့်တက်လာမှုတွေကိုဒီချေရိုဘလို့များတားဆီးလို့ရနိုင်လဲဩဒါမှမဟုတ်လို့ရှိရင်လဲ to stop it completely ဒီလိုအခုချိန်မြင့်တက်လာမှုတွေကိုလုံးဝပဲရပ်ဆိုင်းအောင်ဒီချေရိုတားဆီးနိုင်မလားပြလို့ရမလားဆိုရဲမေးခွန်းနေပေါ်ပေါက်လာပါတယ် what should we do ဒီချေရိုလူသားတွေဘာတွေများလုပ်ရပါမလဲ Many governments of the world are taking all possible measures to reduce emission of carbon dioxide and to devise feasible ways to utilize solar power, wind power, and thermal power instead of burning fossil fuels. Many governments of the world, ကမ္ဘာပေါ်မှာရှိရဲ၊ကမ္ဘာကြီးပေါ်မှာရှိရဲ တော်တော်များများသောအဆိုးရတွေအဆိုးရတော်တော်များများဆိုလို့ရှိရင်အာ taking all possible measure တော့ဖြစ်နိုင်တဲ့တိုင်းတာမှုတွေကိုစတင်ပြီးတော့လှုပ်ဆောင်နေပါတယ်ဒီမှာ measure ကတိုင်းတာမှုလည်းဖြစ်တယ်လှုပ်ဆောင်နေတယ်လည်းပြောလို့ရပါတယ်ဖြစ်နိုင်ရရှိတယ်လှုပ်ဆောင်မှုတွေကိုစပြီးတော့လှုပ်ဆောင်နေပါတယ်ဘယ်လိုလှုပ်ဆောင်မှုတွေလဲဆိုရင် to reduce emission of carbon dioxide carbon dioxide တန်းတွေထုတ်လုပ်မှုတွေကိုလျှော့ချဖို့ရ and to devise feasible way to utilize solar power အဲ့တော့ဖြစ်နိုင်ရရှိတယ် အသုံးပြုနိုင်တဲ့နည်းလမ်းတွေကိုတချို့တော့သုံးကြမယ်။ဘာတွေကိုသုံးလာမှာလဲဆိုလို့ရှိရင် solar power, solar စွမ်းအင်တွေကိုသုံးမယ်။ wind power လေစွမ်းအားတွေကိုသုံးမယ် and thermal power ညကြီးထဲမှာရှိတဲ့စွမ်းအင်တွေကိုသုံးမယ်တဲ့ instead of burning fossils through တော့လောင်စာတွေကိုသုံးဆွဲတာထက်သုံးဆွဲမဲ့အစားဒီချက်တို့လေစွမ်းအင်ညစွမ်းအင်နဲ့ solar power နေစွမ်းအင် wind power လို့ခေါ်တဲ့လေစွမ်းအင်ညစွမ်းအင်တွေကိုသုံးပြီးတော့နီးလန်းတွေကိုရှာဖွေနေပါတယ်တဲ့လုံဆောင်နေပါတယ် as responsible citizen တာဝန်ရှိတဲ့နိုင်ငံသူနိုင်ငံသားတယောက်နေကမ္ဘာသူကမ္ဘာသားတယောက်အနေနဲ့ we ourselves နော်ဒီချေရိုကိုတိုင်က should stop using forces through ရဲ့ဒီချေရိုကိုတိုင်ကနောင်စာတွေကိုအသုံးပြုခြင်းကိုအသုံးပြုမှုကိုရပ်တန့်ရပါလိမ့်မယ် plus more tree တပ်ပင်တွေကိုလည်းပုံမှုပြီးတော့စိုက်ပြရပါလိမ့်မယ် and do our utmost to keep our planet up green and clean လုံနိုင်တဲ့မြအမြင်ဆုံးလုံနိုင်တဲ့မြအလုပ်ကိုဆက်ပြီးတော့လုံနိုင်ရမှာလုပ်ပြရပါမယ်ဘယ်လိုမျိုးတွေလုပ်ပြရမလဲဆိုရင် to keep our planet အဒီချယ်ရူရဲ့ကဘာမြေကြီး green and clean တန်ရှင်းပြီးတော့စိတ်နဲ့စိုးပြေအောင်အတွက်လုံနိုင်တဲ့မြအလုပ်တွေကိုဒီချယ်ရူအကုန်လုံးကလုံဆောင်ပေးရမှာဖြစ်ပါတယ် ဟုတ်ပါပြီ။ဒါတို့သမီးတို့အနေနဲ့ Great 10 Unit 9ရဲ့ Climate Change နဲ့ပတ်သက်ပြီးတော့ရာသီဥတုပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီးပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်စေတဲ့အကြောင်းလားအကြောင်းအရာတွေကဘာကြောင့်ဖြစ်ပေါ်နေလဲဘလို့တားဆီးရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုတော့ဒီမှာစာပိုက်ကြီးမှာလေ့လာသင်ယူပြီးသွားပြီလို့ဒီချက်ကတော့ယုံကြည်ပါတယ်။ဒါဆိုရင်ဒီချက်တို့နောက်ထပ်၄ချိန်ခန်းလေးတွေမှာပြန်လည်ပြီးတော့ဆုံးဖြတ်ကြပါလိမ့်မယ်။ Thank you